မြန်မာတန်ရေဒီယိုကိုနားဆင်နေကြတဲ့တော်တော်ရှင်များအလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလောက်ကင်နေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတော်တော်ရှင်တွေအတွင်းစိုက်ပျိုးရေးနည်းပညာတွေကိုညဝေတင်ဆက်ပေးထားတဲ့ဒုတာပရိသတ်စိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်ဒီကနေ့အစီအစဉ်မှာတော့စိုက်ပျိုးဦးကြီးဌာနကပြပလာတဲ့တောင်သူများအတွက်စိုက်ပျိုးရေးနည်းပညာဤလဲမျိုးစုံနဲ့ဖြန့်ဝေလက်ပါဆိုတဲ့ခေါင်းစဉ်နဲ့စိုက်ပျိုးဦးကြီးဌာနမှာ တောင်သူလယ်သမားများအတွက်ဆောင်ရွက်နေတဲ့စိုက်ပျိုးပညာပေးရေးလုပ်ငန်းများနဲ့တောင်သူလယ်သမားများအတွက် ICT နည်းပညာကိုအသုံးပြုပြီးစိုက်ပျိုးရေးနည်းပညာအသိပညာနဲ့သတင်းချက်လက်များကိုရယူနိုင်တဲ့အရေးမြစ်တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မှန်ပါရဲ့ရှင်။စိုက်ပျိုးပညာပေးရေးဆိုတာတောင်သူလယ်သမားတွေရဲ့လိုအပ်ချက်တွေကိုအကူအညီပံ့ပိုးခြင်းနဲ့လိုအပ်တဲ့သတင်းအချက်အလက်တွေကိုတင့်တော်တဲ့ဆက်သွယ်ရေးနည်းလမ်းတွေနဲ့노ချားစွာဆက်သွယ်ဆောင်ရွက်ပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။ လေယာကန်နာဖွံ့ဖြိုးရေးအတွက်တောင်သူတွေစီကိုစိုက်ပျိုးရေးနည်းပညာပြန်ပွားမှုဖြစ်စေမှာ စိုက်ပျိုးပညာပေးရေးလုပ်ငန်းဟာအ धिक အခန်းကဏ္ဍကနေပါဝင်လျက်ရှိပါတယ်။စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့တောင်သူတွေနည်းပညာလက်ခံကျင့်သုံးနိုင်စေရေးပညာပေးလုပ်ငန်းတွေကိုပုံစံအမျိုးမျိုးနဲ့ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။နည်းပညာပြန်ပွားရေးအတွက်ခင်မီစိုက်ပျိုးရေးနည်းပညာပေးသင်တန်းတွေဆောင်ရွက်ခြင်းတောင်သူများကြုံတွေ့နေရတဲ့တီးနှံစိုက်ပျိုးထုတ်လုပ်မှုအခက်အခဲပြဿနာတွေအပေါ်လက်တွေ့အသုံးချသုတေသနတွေကိုစိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ပူးပေါင်းဆောင်ရွက်အဖြစ်ရှာပြီးတော့ ပညာပေးခြင်း၊စံပြန်ကွယ်၊စံတက်ကွယ်များ၊စိုက်ပျိုးပြသပညာပေးခြင်း၊တောင်သူပညာပေးသရုပ်ပြပွဲ၊ဆွေးနွေးပွဲများဆောင်ရွက်ပေးခြင်းနဲ့လက်ကမ်းစာဆောင်စာအုပ်များဖြန့်ဝေခြင်း လုပ်ငန်းတို့ဖြင့်ပညာပေးဆောင်ရွက်လျက်ရှိပါသည်။အဲ့လိုပညာပေးရမှာအ धिक အသုံးပြုတဲ့ပညာပေးနည်းလမ်း၃မျိုးဖြစ်တဲ့တအူးချင်းပညာပေးခြင်း၊အောက်ဆုံးလိုက်ပညာပေးခြင်းနဲ့လူမှုပညာပေးခြင်းတို့ဖြင့်စိုက်ပျိုးရေးနည်းပညာတွေကို ဖြန့်ဝေပေးလျက်ရှိပါသည်။ဟုတ်ပါတယ်။ ဒါအပြင်တောင်သူများနေစဉ်ကြုံတွေ့နေရတဲ့စိုက်ပျိုးရေးဆိုင်ရာပြဿနာတွေကိုအချိန်နဲ့တပြေးညီကူညီဖြေရှင်းပေးနိုင်ဖို့တောင်သူမေးဖြေဌာနကောစင်တာကိုလည်း2019ခုနှစ်မလမစပြီးဖွင့်လှစ်ထားကတောင်သူများသိရှိလိုတဲ့စိုက်ပျိုးရေးဆိုင်ရာမေးမြန်းချက်တွေကိုဖြေကြားပေးခြင်းဖြင့်ဤပညာများဖြန့်ဝေပေးလျက်ရှိပါတယ်။ကောစင်တာကိုမေးမြန်းခြင်းနဲ့ဆိုရင်တော့ hotline ဖုန်းနံပါတ်39 1 2 3 9 9 9ကျိုးဖုံ3969 341 3939 ဗိုက်ဘာဖုန်းနံပါတ်39ကို9643393ဆီလေးတစတဲ့ဖုန်းတွေရတဲ့စင်ဆက်သွယ်နိုင်ပြီးတော့တောင်သူတွေရဲ့မေးမြန်းမှုတွေကိုကဏ္ဍအလိုက်ကျွမ်းကျင်ဆက်ပြိုးရေးပညာရှင်တွေကနေပြီးတော့ဖြေကြားပေးလျက်ရှိပါတယ်။တောင်သူများအနေနဲ့ MPD Free Call ဖုန်းနံပါတ်38 3939 8339ကိုလည်းဓာတ်ရိုက်ဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် Call Center Facebook Messenger မှာလည်းဆက်ပြိုးရေးဆိုင်ရာတွေကိုမေးမြန်းနိုင်ပါတယ်။ စက်ပြိုးဦးစီးဌာန website ဖြစ်တဲ့ www.doa.gov.mm မှာလည်းစက်ပြိုးဤပညာတွေနဲ့လေယာကဏ္ဍဆိုင်ရာသတင်းချက်လက်တွေကိုလည်းအချိန်နဲ့တပြေးညီဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။မှန်ပါတယ်ရှင်။ ဒီကနေ့ခေတ်မှာနှီးပညာတွေလင်းမြန်စွာဖွံ့ဖြိုးတိုးတက်လာတဲ့အတွက်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့စိုက်ပျိုးရေးနှီးပညာတွေတောင်သူတွေထံကို ထိရောက်မြန်ဆန်စွာ ပြန့်နှံ့နိုင်စေဖို့ခေတ်မီ ICT နှီးပညာကိုအသုံးပြုပြီးတော့ပညာပေးခြင်းလုပ်ငန်းတွေကိုဆောင်ရွက်ပြီးစိုက်ပျိုးရေးလုပ်ငန်းတွေပုံမဖွံ့ဖြိုးတိုးတက်အောင်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။တောင်သူလက်သမားဦးကြီးတွေအနေနဲ့လည်းဒီကနေ့အချိန်မှာ စိုက်ပျိုးစရိတ်တွေကြီးမြင့်လာမှုကြောင့် ကိုစိုက်ပြိုးထားတဲ့ဒီနံတွေပျက်စီးဆုံးရှုံးမှုမရှိဘဲအထွတ်နှုံးတိုးတက်စေရည်အတွက်နီးစနစ်မှန်ကန်စွာဖြင့်အချိန်မီစိုက်ပြိုးထုတ်လုပ်နိုင်ဖို့လိုအပ်ပါသည်။ဒီနံမင်တွေပြုစုပြိုးထောင်တာ၊သွေးအဆုတွေထည့်သွင်းတာနဲ့ပိုးမွှားယောဂကြားရောက်မှုကနီးကာကွယ်စောင့်ရှောက်ခြင်းတို့မှာမိုးနှော်မှထွန်ချဆိုသလိုမဖြစ်ရလေအောင်စိုက်ပြိုးရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုအချိန်မီချမှတ်နိုင်ဖို့အလွန်အရေးကြီးပါသည်။ ဒီကနေ့ခေတ်မှာတောင်သူတွေအနေနဲ့ ICT နည်းပညာကို အသုံးပြုပြီးစိုက်ပျိုးရေးနည်းပညာတွေကိုလွယ်ကူလျင်မြန်စွာရယူနိုင်ပြီးတော့ဤစနစ်မှန်ကန်စွာစိုက်ပျိုးထုတ်လုပ်နိုင်ပါတယ်။ဟုတ်ပါတယ်။ ICT ဆိုတာကတော့သတင်းချက်လက်နဲ့စက်သွေးရေးနည်းပညာဖြစ်ပြီးအင်တာနက်၊ကျိုးမဲ့ကွန်ရက်များ၊ဆဲလ်ဖုန်းများ၊ကွန်ပျူတာများ၊ software, video conference လူမှုကွန်ရက်တွေနဲ့တခြားမီဒီယာ application များပါဝင်တဲ့ဆက်သွယ်ရေးနှီးပညာအားလုံးနဲ့ကြေပြန့်စွာချိတ်ဆက်ထားတဲ့သတင်းချဲ့လက်ဆိုင်ရာနှီးပညာတစ်ခုဖြစ်ပါတယ်။ ICT နှီးပညာအသုံးပြုသူများအနေနဲ့ကတော့သတင်းချဲ့လက်ဆိုင်ရာကိစ္စတွေကိုဝင်ရောက်ကြည့်ရှုတာ၊ရယူတာ၊သိသိတာ၊ပို့လို့ဖြန့်ဝေတာနဲ့၎င်းတို့ကိုကင်တွယ်သုံးချနိုင်တဲ့ဝန်ဆောင်မှုများလည်းရရှိနိုင်ပါတယ်။မှန်ပါတယ်ရှင်။ ဒီကနေ့ခင်ဗျာမြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းအသုံးပြုသူဦးရေဟာတစ်နှစ်ထက်တစ်နှစ်များပြားလျက်ရှိတဲ့အတွက်တောင်သူလယ်သမားတွေဟာလည်းမိုဘိုင်းဖုန်းကိုအသုံးပြုနေကြပါတယ်။တောင်သူတွေအနေနဲ့မိုဘိုင်းဖုန်းတွေကနေတဆင့် website တွေမှာဝင်ရောက်ကြည့်ရှုခြင်း၊စိုက်ပျိုးရေးဆိုင်ရာ application တွေကိုဖုန်းမှာတက်ဆင်ပြီးနည်းပညာနဲ့အသိပညာဆိုင်ရာအချက်အလက်တွေကိုလေ့လာနိုင်ပါတယ်။စိုက်ပျိုးရေးဦးစီးဌာနရဲ့ www. doe.gov.mm website မှာစိုက်ပျိုးရေးနည်းပညာဖြန့်ဖြူးခြင်းမှာဒီနန်ကဏ္ဍမှာစပားနဲ့နှံစားဒီနန်ပေမျိုးစုံနဲ့စီထွက်ဒီနန်စက်မှုကုန်ချန်ဒီနန်နဲ့ဥယျင်ချန်ဒီနန်စတဲ့ဒီနန်တွေရဲ့အရေးချင်းလက္ခဏာတွေစိုက်နှင်းစနစ်တွေအပင်ပြူးစုစောင့်ရှောက်တာနဲ့ကာကွယ်ခြင်းဆိုင်ရာနည်းပညာတွေကို ဖော်ပြထားပါတယ်ဒီနန်စိုက်ပျိုးရမှာတောင်သူတွေကိုအထောက်အကူဖြစ်စေမဲ့လေမြေရှားမြေကင်ကျွန်းမြေအလိုက်စိုက်ပျိုးတဲ့ဒီနန်ပုံစံ မ်းတွေကိုဖော်ပြပေးထားပါတယ်။ဒါတွေပြင်သူတေသနာစာတမ်းတွေနဲ့စိုက်ပျိုးရေးဆိုင်ရာစာအုပ်စာဆောင်တွေမှာစိုက်ပျိုးရေးနည်းပညာတွေကိုလေ့လာနိုင်တဲ့အပြင်တောင်သူပညာပေးဗီဒီယိုအချို့ကိုလည်းလေ့လာကြည့်ရှုနိုင်ပါတယ်။မှန်ပါတယ်။စိုက်ပျိုးရေးဦးစီးဌာနရဲ့ဝန်ဆောင်မှုလုပ်ငန်းများအနေနဲ့ကတော့မြန်မာ GAB အသိမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များဓမ္မဩဇာထုတ်လုပ်ခွင့်တင်သွင်းခွင့်တင်ပို့ခွင့်မပုံတင်မှုပြည်ပမှဓမ္မဩဇာတင်သွင်းခွင့်ထောက်ခံချက်ရယူနိုင်မှု မြို့စာတူလောင်းလိုင်းစင်နဲ့လိုင်းစင်တံတန်းတူမှုမျိုးစစ်လုပ်ငန်းလိုင်းစင်များရှောက်ထားမှုအပင်နဲ့အပင်ထွက်ပစ္စည်းတင်သွင်းခွင့်ထောက်ခံချက်လက်မှတ်ထုတ်ပေးမှုအပင်နဲ့အပင်ထွက်ပစ္စည်းများအားစစ်ဆေးမှုလုပ်ငန်းဆောင်ရွက်မှုစားရောက်တွေကိုလည်းဖော်ပြပေးထားပါတယ်။စက်ပြိုးရေးဆိုင်ရာဖုန်း application များအနေနဲ့ကတော့နှိရှိသီးနှံပေများအတွဲနှိရှိ app ၊ဝါနဲ့ရှုံမြင်ထွက်သီးနှံတွေအတွဲ fiber crop app ၊နေစည်းလွှာအသုံးချမှုအတွဲ LUD Land Use Division App ဒီနယ်ဖြတ်ဖို့များကာကွယ်နေနေရေးကိုအထောက်အကူဖြစ်စေမဲ့ PPF မြန်မာ GAB စိုက်ပျိုးရေးဆိုင်ရာ ချက်လက်ကောင်းများအတွက်မြန်မာ GAB app နဲ့ DOA Call Center app တို့ကိုတောင်းသူများအကျိုးပြုစေဖို့အတွက်စိုက်ပျိုးဦးစီးဌာနမှဖွင့်လှစ်ပေးထားပါတယ်။ ဟုတ်ပါရင်ရှင်ပုဂ္ဂလိကအဖွဲ့အစည်းတွေကနေဖွင့်လှစ်ထားရှိတဲ့အစိမ်းရောင်လံထွက်တိုတူတာမြေစိုက်ပျိုးသူတည်တနာစုံနဲ့ရွှေသီးနဲ့ application တွေမှာလည်းတောင်သူအကျိုးပြုလေယာစိုက်ပျိုးမွေးမြူရေးဘူတူတာတွေသီးနဲ့အထွက်တိုးစီမဲ့အကြံပြုချက်တွေစိုက်ပျိုးနီးလမ်းညွန်ချက်တွေနဲ့စိုက်ပျိုးရေးသတင်းတွေအပြင်တခြားစိုက်ပျိုးရေးနဲ့ပတ်သက်ဆက်နွယ်နေတဲ့ကဏ္ဍတွေစုံလင်စွာပါဝင်ပါတယ်တောင်သူတွေအနေနဲ့အဲ့ဒီ application တွေမှာသီးနှံသတင်းတွေသီးနှံစိုက်ပျိုးနီးစနစ် 边勇敢的，不忙干活的，你是你。 ဓာမြေဩဇာသုံးဆွဲနည်းစနစ်၊စိုက်ပျိုးရေးအသုံးပြုမှုနည်းစနစ်နဲ့မြေစီပါဖွံ့ဖြိုးတိုးတက်မှုနည်းစနစ်တွေရိတ်သိမ်းချိန်လွန်နည်းပညာနဲ့တံပိုးမြင့်ထုတ်ကုန်ထုတ်လုပ်မှုတွေကောက်ပဲသီးနှံဈေးကွက်ဆိုင်ရာအချက်အလက်တွေရာသီဥတုဆိုင်ရာ အသိပညာတွေနဲ့နည်းပညာပေးစာဆောင်တွေစာရာတွေကိုလေ့လာနိုင်ပါတယ်။ဒါရီပြင် FM ရေဒီယိုတွေကနေလည်းစိုက်ပျိုးရေးကဏ္ဍသီးနှံဆိုင်ရာဆောင်းပါးတွေကိုထုတ်လွှင့်နေပြီဖြစ်တဲ့အတွက်တောင်သူတွေကနည်းပညာတွေကိုနားဆင်လက်ခံရယူနိုင်ပြီဖြစ်ပါတယ်။ ဟုတ်ပါတယ်ဒီကနေ့ခင်မဟာတောင်သူတွေဟာ NCD နီးပညာကနေတဆင်စိုက်ပျိုးရေးနီးပညာတွေကိုနေရာဒေသမရွေးအချိန်မရွေးလိုအပ်တဲ့အချိန်မှာအချိန်ကအချိန်မီရယူလေ့လာနိုင်ပါတယ်တောင်သူတွေကိုယ်တိုင်နီးပညာတွေကိုဆန်းစစ်လက်ခံကျင့်သုံးပြီးတော့အချိန်တို့အတွင်းမှာစိုက်ပျိုးရေးနီးပညာဆိုင်ရာဆုံးဖြတ်ချက်တွေကိုမှန်ကန်စွာချမှတ်နိုင်ကလေခွင်းမှာဖြစ်ပေါ်နေတဲ့အခက်အခဲပြဿနာတွေကိုလွယ်ကူချုံးပြစွာဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ဝေးလံဒေသတွေကတောင်သူလေသမားများအနေနဲ့အခြေအနေကန့်သက်ချက်တွေကြောင့် စာပြုပညာပေးဝန်ဆောင်မှုတွေမရရှိတဲ့တောင်သူလယ်သမားများအတွက် ICT နည်းပညာကနေတဆင့်စာပြုရေးနည်းပညာများပညာပေးနေမှုအခြေအနေများနဲ့အတူစာပြုရေးနည်းပညာဆိုင်ရာအချက်အလက်ရင်းမြစ်တွေကိုသိရှိလေ့လာနိုင်စေဖို့မျှဝေတင်ဆက်လက်ပါတယ်။သတို့ရှင်များအားလုံးစိတ်အီးချမ်းသာခြင်း၊ကိုယ်အီးချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေခင်ဗျာ။